မင်္ဂလာပါရှင်ရှဲကောမီဒီယာကကြိုဆိုပါရစေ။ချိုင်းတုံမြို့နယ်တွင်2025ခုနှစ်မိုးရာသီတပ်ပင်ဆိုင်ပြိုဝဲကျင်းပါတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းချိုင်းတုံခရိုင်ချိုင်းတုံမြို့နယ်၌2025ခုနှစ်မိုးရာသီတပ်ပင်ဆိုင်ပြိုဝဲကိုဇွန်လ29ရက်နေ့နနက်9:00နာရီကချိုင်းတုံလွိုင်းမွေလမ်းပေမိုင်းတိုင်ဆက်နှင့်မြင်းဆောင်တုံညတွင်ကျင်းပါခဲ့ပါတယ်။ ဥစားသရီကန်ဒေတာတိုင်းစထာနာချုပ်တိုင်းမူဘူမှုချုပ်စိုးလိုင်းကအဖွဲ့အမားစကားပြောကြပြီးချိုင်းတုံလွိုင်းမေလန်၊လွိုင်းမွေပန်ခွဲလန်းနဲ့ပန်ခွဲကြီးရွာအနီးရှိဗုဒ္ဓဝိဟာရအတွင်းတစ်ပင်ဆိုင်ပြူခြင်းအတွက်ကုညီပန်ပိုးပေးသည့်ချိုင်းတုံမျိုးနဂါးနှကောင်ကုမ္ပဏီမှဦးအောင်ခင်အောင်ဂုံပြုတ်မှတ်တမ်းလွှာပေးအပ်ချီမြှင့်ခဲ့ပါသည်။ ထို့နောက်သရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်စိုးလိုက်ပြည်내ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိဥက္ကဋ္ဌဦးတင်လင်းရှမ်းပြည်내ရှိပိုင်းတက်တော်ဦးစီဌာနမှဒုတိယညွန်ကြားရေးမူဦးအောင်မျိုးခိုင်တို့ကတစ်ပင်များစိုက်ပျွရန်အတွက်ပြိုးပြင်များပေးအပ်ရာဒေတာခန်တိုင်းရင်းသားများမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကလက်ခံရယူခဲ့ကြပါသည် ထို့နောက်တိုင်းမှုနယ်အဖွဲ့ဝင်များပြည်နယ်ဆိုရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိဥက္ကဋ္ဌနယ်အဖွဲ့ဝင်များခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့အဖွဲ့ဝင်များဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များဒေသခံတိုင်းရင်းသားပြည်သူများနဲ့ပြည်နယ်ခရိုင်မြို့နယ်တစ်တော်ဦးစီးဌာနဝန်ထမ်းများကချယ်ရီတင်ရှူစိန်ပန်းများမန်ဂျန်ရှာစုစုပေါင်းပြိုးပင်တထောင်စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်